သက်များအလုံးမင်းမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Night Gaming Channel ကနေအားလုံးကိုပြန်လည်ချိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ညမပရိသတ်တွေကိုမတူးတလုံးမတန်တလုံးဆက်ဆံခဲ့လို့ဝေဖန်မှုတွေခံနေရတဲ့ Thailand Major Fighter Rotten အကြောင်းကိုသက်တီစီတင်ပြပေးကြပါရခင်ဗျာဝိုင်းရဲ့နမေဂျောဖိုင်တာရော့ထန်ကတော့လက်ရှိမှာမြန်မာပြည်သက်တီချာမှာဝေဖန်ခံရမှုတွေအတော်လေးကိုမြင့်တက်နေပါတယ်။ဒီအကြောင်းကဘယ်မှာစတင်ခဲ့တာလဲဆိုတော့သွေးလင်းထပ်ပါဝင်ထိုးတက်ခဲ့တဲ့1 Friday 5 1 2 6ပြိုင်ပွဲညမှာစတင်ခဲ့တယ်လို့ပြောမှာပါ။ အဲ့ဒီပြန်မမရော့ထိုင်ရဲ့ရောက်ဖပြသူစံဃာတက်ကပါဝင်ထိုးတက်ခဲ့ပါတယ်စံဃာတက်ကိုဝန်းရံကြီးကြပ်ပေးဖို့အတွက်လိုက်ပါလာခဲ့ပါတယ်အဲ့ဒီအချိန်မှာသွေးလင်းထက်ကိုလာရောက်အားပေးတဲ့မြမပရိသတ်တချို့ကရော့ထန်နဲ့တပ်ပုံရိုက်ချင်လို့ဆိုခွင်တောင်းပြီးရိုက်ခဲ့ပါတယ်ရော့ထန်ကလည်းရေးကြီးတုတ်ပြနဲ့အမြန်တပ်ပုံရိုက်ပြီးပရိသတ်တွေကိုဘာမှပြုံးတော့မပြဘဲနဲ့ထွက်သွားခဲ့တာပါအဲ့ဒီဗီဒီယိုကဆိုရှယ်မီဒီယာပေါ်မှာတော်တော်လေးကိုပေါက်သွားခဲ့ပါတယ်။လက်ရှိမှာဆိုလေဝေဝံခံရမှုတွေတော်တော်လေးကိုမြင့်တက်နေပါတယ်။ အဲ့ဒီ post အောက်မှာဆိုရင်မြန်မာပြည်သက်တွေက rot ထိုင်ရဲ့ရိုင်းစိုင်းတဲ့အပြုမူတွေကိုဝေမှန်ထောက်ပြကြပါတယ်။ဒီတစ်ခေါက်မှမဟုတ်ပဲအရင်ကတည်းက rot ထိုင်ကအခုလိုမျိုးအပြုမူတွေရှိခဲ့ဘူးလေဆိုပြီးကြုံတွေ့ခဲ့ရဘူးလေမြန်မာပြည်သက်တွေကလည်းဖွင့်ဟထားပါတယ်။ rot ထိုင်အနေနဲ့ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာကတော့တိတိကျကျပြောလို့မရပါဘူး။သူအနေနဲ့တကယ်ပဲအရေးကြီးတဲ့အကြောင်းပြချက်တွေရှိနေလို့အမြန်ထွက်သွားတာလား။ဘာမှမနှုတ်ဆက်နိုင်မဲနဲ့အမြန်ထွက်သွားခဲ့ရတာလား။စသဖြင့်ပုံစံမျိုးစုံနဲ့လည်းစဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ပါပဲဖြစ်ဖြစ်ရော့ထန်နေနဲ့ပြိသက်တွေကိုတော့မျက်ကွယ်မပြုသင့်ပါဘူးဘလို့အနေထားမှာဖြစ်နေပါစေပြိသက်ကိုမျက်နှာလေးတစ်ချက်ပြုံးပြလိုက်ရင်တော့ပြိသက်တွေကချိန်နဲ့နိုင်ပါလေပြုံးပြမှုဆိုတာလေအဲ့လောက်ကြီးခက်ခဲနေတဲ့အရာမျိုးလည်းမဟုတ်ပါဘူးဒါကြောင့်မလို့ရော့ထန်နေနဲ့အခုလိုမျိုးလှုပ်ရက်တွေလှုပ်လိုက်တဲ့ပုံမှာပြိသက်တော်တော်များများကလည်းစိတ်ခုပြီးတော့ရော့ထန်ကိုဝေဖန်မှုတွေတော်တော်လေးကိုမြင့်တက်နေတာကျွန်တော်တို့ကတွေ့ရပါတယ်ဒီနေရာမှာစဉ်းစားကြည့်တဲ့နာကအရင်ကရော့ထန်ကအရင်ကိုယဉ်ကျေးတဲ့ fighter တစ်ယောက်ပါပဲ အခုနောက်ပိုင်းအောင်မြင်မှုတွေရလာပြီးချိန်မှာတော့ Rotten ရဲ့ပရိသတ်တွေပေါ်ဆက်ဆံမှုတွေကအနေငယ်ပြောင်းလဲလာတာရှိပါလိမ့်အရင်ကဆိုရင် Rotten ကမြမကွန်ဆောင် Fighter ကြီး Online ဆင်းနေတာအတော်ကိုရင်းနှီးတဲ့ Fighter လေးလို့ပြောလို့ရပါတယ် Online ဆင်းညီလေးဆိုပြီးတော့မှဝိုင်းရဲ့အမာခံပရိသတ်တွေကမှတ်ချက်ပေးခဲ့ကြတာပါတော်ပေမဲ့လက်ရှိချိန်မှာတော့ Rotten ရဲ့လောက်ရတဲ့တဖြည်းဖြည်းနဲ့ Professional မဆန်တယ်လို့ဖြစ်လာနေပါလိမ့် ်အမှန်တကယ်ဆိုရင် fighter တွေကပြိတ္တတွေကိုအရန်ကိုတံပိုးထားကြပါလေဘလို့အချိန်ဒီမှာဖြစ်ပါစေ time fighter တွေဆိုပုံလို့တော့ဆိုပါသေးတယ်လက်အုပ်လေးတစ်ချီချီနဲ့အမြဲကိုဂျိုးသေးနေကြတာပါရှင်းရှင်းဝင်းဝင်းမစင်စားကြည့်ပါနဲ့ဝမ်ချမ်ပီယံရှစ်နမေတော့ဖိုင်လာတွေဖြစ်တဲ့တောင်ဝမ်ချိုင်းစူပါဘွန်စူပါလက်စတန်ဖေဒါစ်တို့ကိုပဲကြည့်လိုက်ပါ အမြဲတမ်းတရုတ်တသိနဲ့တက်တွေကိုစိတ်ခုစင်နိုင်တဲ့အပြုမှုတွေလုံးဝလုပ်လို့မရှိပါဘူး။ဒါတွေကိုရော့ထန်ကအတူရှူရပါမယ်။ကိုကဘလို့ပဲဖြစ်နေပါစေကိုကဘယ်နေရာကနေလာခဲ့တာလဲဆိုတာကိုကောင်းကောင်းကြီးသတိထားဖို့လိုပါတယ်။အောင်မြင်နေချိန်မှာအောင်မြင်မှုတစ်ခုကိုတန်ဖိုးထားနိုင်မှုဆိုရင်အောက်ခြေမလွတ်ဖို့ကအရင်ကိုအရေးကြီးပါတယ်။အောက်ခြေလွတ်သွားခြင်းအဲ့ဒီအောင်မြင်မှုတွေကလည်းခဏပါပဲ။ဒီနေရာမှာကျွန်တော်အနေနဲ့ပြောချင်တာကကျွန်တော်တို့မြန်မာပြည်သက်တွေကိုပဲပြောချင်ပါတယ်။ ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာပြည်သက်တွေကကိုအားပေးတဲ့ fighter တွေနဲ့တွေ့အသေးအသံကိုတပ်ပုံရိုက်ချင်ကြတာပါ။ဒီနေရာမှာပြောချင်တာကကိုနဲ့ကိုကိုမတူးတလို့မတန်တလို့ဆက်ဆံတဲ့ fighter တွေဆိုရင်ကျွန်တော်တို့ပြည်သက်တွေနေနဲ့တွားပြီးတက်ပုံမရိုက်တာကအကောင်းဆုံးပဲလို့ကျွန်တော်ကထင်မြင်ယူဆမိပါတယ်။ဘာကြောင့်လဲဆိုတော့ကိုကရေဒီယိုနဲ့တွားရောက်ပြီးတက်ပုံရိုက်တဲ့အချိန်မှာတော့မှကိုကိုဘာပြောင်းတော့မပြဘဲနဲ့ဒီလိုမျိုးထွက်သွားတာကရိုင်းဆိုင်တဲ့အပြုမှုဆောင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ဒါကိုပဲပြည်သက်တော်တော်များများကလည်းမှတ်ချက်တွေပေးနေကြတာပါ။ နောက်တစ်ထပ်ပြီးပြောချင်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအောင်မြင်မှုတွေအများကြီးရရှိထားတဲ့မြန်မာကုန်ဆောင်ဖိုင်တာကြီးတွေရှိပါတယ်။ပြန်ပြီးပြောရမယ်ဆိုရင်ဝမ်ချန်ပီယံရှစ်ပြရုပ်ဖိုင်တာကြီးနှစ်တကွမ်းချန်ပီယံဟိုကြီးအွန်လိုင်းအစမ်း UFC မှာချန်ပီယံတရပူကြီးကိုသိမ့်ပိုက်ခွင့်ရတော့မယ်။ချင်းဖိုင်တာလေးဂျော်ရှွာပဲအောင်မြင်မှုတရပူတွေအများကြီးရရှိထားတဲ့ကယန်လဝိမေလီဖရိုနီကာ တွေးလင်းတဲ့အဆရှိသမျှ fighter ကောင်းများစွာကိုကျွန်တော်တို့မြန်မာနိုင်ငံကပိုင်ဆိုင်ထားပါတယ်။အခါခွင့်သိရင်အဲ့ဒီ fighter တွေနဲ့လည်းကျွန်တော်တို့ကပျော်ပျော်ကြီးတပ်ပုံရှိုက်လို့ရပါသေးတယ်။ဒါကြောင့်မလို့ကိုကိုကိုမတူတလို့မတန်တလို့ဆက်ဆံတဲ့ fighter တွေကိုတော့တွားပြီးတပ်ပုံမရိုက်ဖို့ဒီနေရာကနေပဲတိုက်တွန်းကြပါတယ်ခင်ဗျာ။ပရိသတ်တွေရဲ့ team စာချက်လေးတွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာ။ဒီနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ ဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့ Oxa လောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြရစေခင်ဗျာအားလုံးပဲတာရဲ့ပျော်ရွှင်မဲ့ကောင်းတဲ့လေးလေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ